ရှုထားတဲ့ကောင်ကြောင့်အောင်မြင်ကြကြနေတဲ့ food blogger နားမူလီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နောက်ဆုံးရဆယ်လီတရီနေ့ကိုစူးစီးဖော်ပြတင်ဆက်ပေးနေတဲ့ကျမရဲ့ page တွေကနေပြန်လည်ကြည့်ဆိုလိုက်ရပါတယ်ရှင်။မြန်မာနိုင်ငံထဲမှာဆိုရင် TikTok ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းမှာတော့အခွင့်အလမ်းတွေများစွာပေါ်ပေါက်လာတယ်လို့ပဲဆိုရပါမယ်။ TikTok ကလည်းတစဉ်နာမည်ကျော်ဆယ်လီတွေဖြစ်လာကြသလိုပရိသတ်တွေနဲ့လည်းထိုက်ရိုက်ထိတွေ့ခွင့်ရလာပါရဲ့။ ဆယ်လီတွေရဲ့မှာတော့အကြောင်းအရာမျိုးစုံရှိပြီးခီးသွားသူတွေပစ္စည်းအောင်ချသူတွေဖူဘလော့ဂါတွေဆိုပြီးမျိုးစုံရှိနေပါတယ်ဒီထဲမှာမှာပရိသတ်တွေရဲ့ရှင်ထဲမှာအပြည့်အဝနေရာယူထားနိုင်တဲ့ဖူဘလော့ဂါတူဖြစ်တဲ့နားမှုလေးအကြောင်းကိုဖော်ပြပေးသားကြပါတယ်နာမှုလေးဟာဆိုရင်အခုဆိုရင်အရန်ကုန်မှာအောင်မြင်နေပြီလို့ဆိုရပါမယ်။နာမှုလေးကတော့ ARR တိုင်းဖြာပွန်ခရိုင်ဘူကလေးမြို့နယ်ရွေးကြော်တိုကျေးရွာအုပ်စုဦးနီစုကျေးရွာသူလေးပဲဖြစ်ပါရယ်။ နိုင်ငံတော်ဝန်ကအနည်းပညာရှင်တယောဆောင်တွေဆယ်လီတွေတောင်မှသူ့ရဲ့အင်္ဂလိပ်ရှိယာစီကိုတွားရလေပတ်နေကြပါပြီ။နောက်မူလီကလည်းအဲဝဲအရန်ကြေးပြီးတော့လက်သမားဧည့်သည်တိုင်းကိုပင်နိုင်ကျွေးမှုတက်တဲ့သူတူပါ။နောက်မူလီကိုရိုင်းကတော်ရသူလေးပြီးပြီးတော်လေတွေကရရှိတဲ့ငါဖာရီအပြင်လေတော်ထွက်တဲ့အသေးရွယ်မျိုးစုံကိုခူယူချက်ပြုတ်ကစားပြရင်နဲ့နာမည်ကြီးလာတဲ့သူတူဖြစ်ပါရဲ့။ဒါကြောင့်လေသူစီကိုလာရောက်လေပတ်တဲ့ဘသူကိုမဆိုလေတော်ထွက်အစားအစာတွေချက်ပြုတ်ကြည့်မွေးနေအဲ့ခံတဲ့သူဖြစ်ပါရဲ့ ီးခဲ့တဲ့ရပိုင်းလုံးကလည်းနာမည်ကျော်တရုတ်စာမင်းသားတဦးဖြစ်တဲ့အောက်ရလေးတော်မှနားမူလေးစီကိုအလဲပတ်သွားခဲ့ပါသေးတယ်။အောင်ရလင်းကိုလည်းနားမူလေးကထုံနှံဆလာမပြတ်တဲခင်ကျွေးမွေးပြီးတော့အောင်ရလင်းကလည်းအာရပါရစောက်တော့ခဲ့တာကပြိသက်တွေကြားထဲမှာလူပြောများနေတာဖြစ်ပါရဲ့တကယ်ဆိုရင်နားမူလေးဟာလက်တော်ထအစာစာတွေကိုစောက်တော့ပြရင်နဲ့ဘဝကိုအေးချမ်းစွာဖျက်ဆီးနေတဲ့သူတူဖြစ်ပါရဲ့အားလိုက်တဲ့အချိန်တွေမှာဆိုရင်လည်းချစ်ရတဲ့သူရဲ့ဖန်လေးတွေကိုတချက်လေးတွေနဲ့တီးဆူဖျက်ပြတတ်တဲ့သူလေးပဲဖြစ်ပါရဲ့ အရန်ကိုလည်းရိုသားလုံးနဲ့သူလေးဖြစ်ပြီးတော့ဘဝကိုရိုရှင်စွာဖျက်ဆီးနေသူတဦးဖြစ်ပါရယ်။ဒါကြောင့်လည်းပဲသူ့ကိုပြိသက်တရားအမြင့်မပြတ်စောင့်ကြည့်အားပေးကြတာပဲဖြစ်ပါရယ်။အေးချမ်းချမ်းနဲ့တောတဘာဝကိုဖော်ကျူရဲ့လောကကြီးကိုအနိုင်ပိုင်းထားတဲ့သူဖြစ်တယ်လို့သူ့ရဲ့အစားအစာပြနေတဲ့ဗီဒီယိုလေးတွေမှာဆိုရင်လေချစ်စရာတော်ရတလေးတွေဖော်ရည်ပညာရှင်တွေကိဝတ်နေဟာတွေ့ရပါရယ်သူစီကိုဘလူလူမလာလေရမယ်လို့မတတ်မထားပဲနဲ့အကုန်လုံးအပေါ်မှာမြစ်တာနဲ့တပြေးညီဆက်ဆံတတ်တဲ့သူလေးပဲဖြစ်ပါရယ် ဒီလိုဖော်ရည်ပြုငါမှုတွေကြောင့်ပဲနာမှုလေးဟာတရက်တရက်ပိုပြီးတော့ထူးခြားအမြင်လာနေရဖြစ်ပါတယ်။နောက်ချက်ပြီးတော့လေတိတပ်ပုံမှုအမြင်နဲ့ဘဝမျိုးကိုနာမှုလေးတောင်ပိုင်ဆိုင်ရပါစေကြောင်းစွတောင်းပေးလိုက်ရပါတယ်။ပြိသက်ကြီးရမောင်းနာမှုလေးရဲ့ဆံလေးတွေပါလာရှင့်။တကယ်လို့သာနာမှုလေးကသူ့ရဲ့အိမ်ကိုထမင်းစားဖိတ်မယ်ဆိုရင်ရောသွားစင်ကြလားရှင်။နာမှုလေးစားနေကြဟင်းမျိုးတွေကိုပဲစားကြလား။တမမဟုတ်ကိုရိုင်းဖန်ကိုရိုင်းခုပြီးငါဟင်အတိုးမြုပ်တွေနဲ့ပဲစားကြကြလားဆိုတော့ဝင်ရောက်ဆွေးနွေးခဲ့ပါဦးနော် ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လည်းအနှစ်ပညာဆယ်လေးတဲ့အကြောင်းအမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page လေးကို like and follow လေးလှူထားပေးကြပါဦးနော်အဆုံးထိနာဆင်ပြီးလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်